ပြီးရင်တော့မော်တာလဲမလဲမီဂျိုလေးထိုးဆန်းခြင်းမှာဖြစ်ပါတယ်မော်တာတော့လဲပါတယ် Hi အားလုံးပဲမင်္ဂလာပါဒီနေ့တော့မီဂျောင်းနှကောင်တစ်စိတ်ကောင်ဝဲ5 HP မော်တာလေးတစ်လုံးကိုသူရဲ့ wiring စက်တပ်ပုံကိုလေ့လာခြင်းမှာဖြစ်ပါတယ်ဒီမှာ Wi-Fi HP ကောင်းဝဲရီမော့တာလည်းတစ်လုံးရှိပါတယ်။သူ့ရဲ့ wiring အထဲမှာဘယ်လိုဆက်တွေ့ထားလဲဆိုတာကိုလေ့လာချင်မှဖြစ်ပါတယ်။အဲတော့ဒီမှာမော်တာ main plate ကိုဖတ်ချင်မှဆိုရင် twin cuckoo die ညီချောင်းတော်ကောင်တစ်စိတ်ဖြစ်တယ်။ရေ300ဆွဲရမယ်ဘူအရော120ဘူ50 hertz ဖြစ်တယ်သူ့ရဲ့ power ကတော့380 watt ဖြစ်ပါတယ်။380 watt ဆိုရင်တော့1 HP ရဲ့တဝက်လောက်ရှိပါတယ်။ ။ဒါပေမဲ့ဒီမှာကတော့သူ့ရဲ့ရေစုပ်နိုင်တဲ့မီတာဘယ်လောက်နဲ့ရင်ရေစုပ်နိုင်လဲဆိုပြီးတော့ရေးထားတာဖြစ်ပါတယ်။ Made in China ဖြစ်ပါတယ်။ဒါတော့ ACA ဝင်မီဂျိုးလေးဖြစ်ပါတယ်။ ACA ဝင်မီဂျိုးမှာထဲမှာဂျိုး၃ပင်ပါပါတယ်။နားရဲ့ neutral ရဲ့ဒါတော့အချိုးဖြစ်ပါတယ်ဒီအစင်းအောင်ဒီကတော့အချိုးဖြစ်ပါတယ်ဖုံးလေးကိုဖြုတ်ချင်မှဖြစ်ပါတယ်နောက်စကူလေးကိုတော့ဖြုတ်ထားပြီးဖြစ်ပါတယ် အထဲမှာတော့ဒီလိုပုံစံလေးတွေ့ရမှာဖြစ်ပါတယ်ဒီမှာထင်ရှားဆုံးမြင်ရတာတော့ capacitor လေးဖြစ်ပါတယ် capacitor တော့10 microfarad plus or minus 5%ဖြစ်ပါတယ်တုံဆွဲတဲ့ voltage ကတော့450 volt AC ဖြစ်ပါတယ်ဒီမှာအချိုးဆက်တွေ့ထားတဲ့ပုံစံတော့ကျွန်တော်လေ့လာကြည့်မှာဖြစ်ပါတယ်အင်းဆုံး AC ကနေဝင်လာတဲ့ဂျိုး၃ချောင်းကိုကျွန်တော်ကြည့်ကြည့်မှာဖြစ်ပါတယ် ်ကျိုးတောင်းကြမှာဒီအစင်းရောက် actually ရတော့ဒီ body မှာတတ်ဆင်ထားတာဖြစ်ပါတယ်ဒါဆိုရင်ဒီအစင်းကိုကြီးစံမလို့တော့ပါဘူးပြီးဒီမှာအညိုရောင်ကျိုးလေးအညိုရောင်ကျိုးလေးကဒီမှာမော်တာ coin နဲ့ diet ဆက်တွေ့ထားတော့တွေ့ရပါတယ်နောက်ပြီးတော့ဒီအပြာရောင်ကျိုးလေး AC အဝင်အပြာရောင်ကျိုးလေးဒီမှာ မော်တာကွိုင်းရဲ့ကက်ပါစီတာရဲ့ချိတ်ဆက်ထားတာတွေ့ရပါတယ်ဒီမှာ၃ပင်ပူထားတာတွေ့ရပါတယ် AC ဝင်တစ်ချောင်းကတော့ဒီမှာမော်တာကွိုင်းကိုတိုက်ရိုက်သွားတယ်အဝင်နောက်တစ်ချောင်းကတော့မော်တာကွိုင်းကိုသွားတယ်ပြီးတော့ကက်ပါစီတာကိုလည်းသွားထားတာတွေ့ရပါတယ်ဒါကတော့ AC အဝင်ကျိုးအပိုင်းပြီးသွားပြီဖြစ်ပါတယ်ပြီးရင်ကျော်ကက်ပါစီတာ နောက်တစ်ချောင်းကတော့ဒီမှာမော်တာကွိုင်းထဲဝင်သွားတော့တွေ့ရပါတယ်။ဒီတော့မော်တာကွိုင်းကတော့ single phase မော်တာတွေကတော့ဒီမှာရှူ၃ချောင်းထွက်လာတော့တွေ့ရပါတယ်။ဒီမှာတစ်ချောင်းမတစ်ချောင်းဒီမှာတစ်ချောင်း၃ချောင်းဖြစ်ပါတယ်။အညူရံတစ်ချောင်းရဲ့အပြာရံတစ်ချောင်းရဲ့အနက်ရံတစ်ချောင်းရဲ့၃ချောင်းရှိပါတယ်။အဲတော့ဒီ အညူရောင်တချောင်းတော့ဒီမှာ AC မီနဲ့ဓာတ်ရိုက်ပြီးထားတာဖြစ်ပါတယ်။ဒီရင်အပြာတချောင်းလည်းဒီမှာ AC မီဓာတ်ရိုက်ပြီးထားပါတယ်။နောက်ကျန်တဲ့ဒီအနက်ရောင်တချောင်းကြတော့ capacitor နဲ့ချိတ်ဆက်ထားတာကိုတွေ့ရှိရပါတယ်။ဒီမော်တာထဲမော်တာကွန်ရနေထွက်လာတဲ့ကျိုးက၃ချောင်းပဲရှိပါတယ်။တချောင်းကတော့ starting ဖြစ်မယ်တချောင်းတော့ running ဖြစ်မယ်။ ်နောက်တစ်ချောင်းကတော့ common ဖြစ်ပါမယ်အဲ့တော့ starting run နဲ့ common ကိုခွဲဖို့အတွက်ကြတော့ဒီဟာကိုမီတာလေးနဲ့တိုင်ချင်မှရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မီတာလေးနဲ့တိုင်ဖို့အတွက်ကျော်ဒီမှာဒီဂျိုးဂျိုးလေးတွေကိုအဖုံးလေးကိုဖြုတ်ပြီးတော့မီတာလေးနဲ့တိုင်ချင်မှဖြစ်ပါတယ် ျွန်တော်လောလောဆယ်ဒီမှာ capacitor ချိတ်ဆက်ထားတဲ့ဒီအနေအောင်ချိုးလေးကိုခဏလေးဖြုတ်လိုက်မှာဖြစ်ပါတယ်ပြီးရင်ဒီရောမီတာနည်းနဲ့ကောင်းကျင်မှာဖြစ်ပါတယ်မီတာကိုကျွန်တော်နေရာအုံးမှာထားလိုက်ပါမယ်နေရာအုံးမှာထားပြီးတော့ဒီမှာညက်ကလေးတစ်ချောင်းနဲ့ညက်ထားလိုက်ပါမယ်ပြီးရင် မီတာဘရော့ဒ်ဘန်နောက်တစ်ချောင်းနဲ့လိုက်ပြီးတော့တိုင်းခြင်းမှာဖြစ်ပါတယ်။အဲတော့တော့အရင်ဆုံးဒီအနေအောင်ဂျိုးလေးကိုခုနကပက်စီတာတတ်ထားတဲ့အနေအောင်ဂျိုးလေးကိုအရင်တိုင်းခြင်းမှာဖြစ်ပါတယ်။မှ22အုံပြနေပါတယ်။22အုံပြနေပါတယ်။ပြီးရင်အပြာရောင်ဂျိုးလေးကိုတိုင်းခြင်းမှာဖြစ်ပါတယ်။အပြာရောင်ဂျိုးလေးကိုတိုင်းခြင်းတော့9အုံလောက်ရှိတယ်။ ုနာကအနဲ့ရောင်ကျိုးက22ပုံလောက်ရှိတယ်။ဒီအပြာရောင်ကျိုးကြတော့ကိုအုံလောက်ရှိတော့တွေ့ရပါတယ်။ဒီတစ်ခါဒီအနဲ့ရောင်ကျိုးနဲ့အပြာရောင်ကျိုးကိုတန်းချင်မှဖြစ်ပါတယ်။ဒီဒီမှာတော့ပြာနဲ့အနဲ့ကိုတန်းချင်မယ်။ပြာနဲ့အနဲ့ကိုတန်းချင်ရင်တော့ 31အုံရှိတာတွေ့ရပါတယ်။ဒါဆိုရင်ဒီအနက်နဲ့အပြာနဲ့အုံကခုနကကျွန်တော်တို့ဒီအညိုနဲ့အနက်ရဲ့တလက်ဒီအညိုနဲ့အပြာရဲ့တလက်ပေါင်းခြင်းနဲ့တူတာတွေ့ရပါတယ်။အဲတော့ဒီလိုအနေထားမှာဆိုရင်မတီအညိုရောင်ကျိုးရောင်ပုံကျိုးဖြစ်ပါတယ်ကျွန်တော်ပုံကျိုးကိုတီးပြီးကောင်းပုံကျိုးကိုတီးပြီးဆိုရင်တော့ starting running ကိုခွဲပို့လိုပါတယ်အဲဒါဒီအပြာရောင်ကျိုးကိုပြန်တိုင်းကြည့်ပါမယ် ပြရာကျိုးကတော့16အုံကျော်ကျော်လေးပြတယ်။ပြီးဒီအနှစ်အောင်ကျိုးလေးတန်းချင်မယ်။အဲဒီအနှစ်အောင်ကျိုးကတော့29အုံတော့ပြတော့တွေ့ရပါတယ်။ဒါဆိုရင်အုံပုံများတဲ့ကျိုးကတော့ starting ဖြစ်မယ်လို့ယူဆပါတယ်။ပြီးဒီအုံပုံနဲ့တဲ့ဒီအပြောင်ကျိုးလေးကတော့ running ဖြစ်မယ်လို့ယူဆပါတယ်။ဒါဆိုရင်ကျိုးခွဲခြားလို့ပြီးသွားပြီဖြစ်ပါတယ်။အညူအောင်ကျိုးလေးက common အနဲ့အောင်ချိုးလေးက starting ဒီအပြာရောင်ချိုးလေးကတော့ running ဖြစ်ပါတယ်။ဒါဆိုရင် capacitor ကိုဘယ်လိုတတ်ဆင်ရလဲဆိုတော့ဆက်ပြီးတော့လေ့လာမှဖြစ်ပါတယ်။အဲတော့ဒီမှာ10 microfarad capacitor လေးကိုဘယ်မှာတတ်ဆင်ထားတယ်လဲဆိုရင်ပထမတစ်ချောင်းတော့ဒီ running wire ထိတ်ဆမှာတတ်ဆင်ထားတာကိုတွေ့ရတယ်။ဒီ ကပစီတာရဲ့နောက်တစ်ဆောင်တော့ဒီမှာတက်စင်ထားလဲဆိုတော့မော်တာရဲ့ starting coin ထိတ်ဆမှာတက်စင်ထားတာတွေ့ရပါတယ်ဒီအညိုရာကျွေးကတော့ဒီ starting နဲ့ဒီ running နဲ့ပေါင်းထားတဲ့နေရာဖြစ်ပါတယ်တော့ဒီဒီမော်တာရဲ့ wiring ကိုပြန်ပြီးတော့ပြောရမယ်ဆိုရင်ဒီဒီကနေ AC ကျိုး၃ချောင်းဝင်လာတယ်ဒီချောင်းကတော့အချိုဖြစ်ပါတယ်အချိုကတော့ကျွန်တော်ထည့်စင်လာကြမလို့ပါဘူး ဒီတစ်ချောင်းကတော့ကောင်းမုံကျိုးကိုသွားတယ်နောက်တစ်ချောင်းကတော့လမ်းလေးကိုသွားတယ်ဒါဆို AC ပိုင်းရပြီးသွားပါပြီနောက် capacitor ဘယ်မှာတက်ဆင်ရမလဲဆိုဆက်ပြီးတော့လေ့လာကြည့်တော့ capacitor ကျိုးတစ်စောင်းကိုတော့ဒီ running မှာထိဆက်ထားတယ် capacitor ရဲ့နောက်တစ်စောင်းကိုတော့ is starting quiet ဒီစမှာတက်ဆင်ထားတာကိုတွေ့ရပါတယ် ဒီလိုအနေထားမှာဆိုရင်ကျွန်တော်မော်တာကအကယ်၍ညာလဲတယ်ဆိုရင်ညာပဲလဲမှာဖြစ်ပါတယ်ကျွန်တော်တို့ပဲလဲအောင်လှုပ်ဆောင်လို့မရပါဘူးအဖြစ်လို့လဲဆိုတော့မော်တာရဲ့ကွင်ကျိုးက၃ဆပဲထွက်လာတဲ့အတွက်ကြောင့်မို့လို့ပဲလဲညာလဲဖြစ်အောင်လှုပ်လို့မရပါဘူးအကယ်၍မော်တာကျိုးကလေးဆရှိတယ် starting နဲ့စာ running နဲ့စာရှိခဲ့မယ်ဆိုရင်တော့ဒီ capacitor လေးကို starting coin ရဲ့ထိစအပြန်အလှန်ပြောင်းပြီးတော့တက်ပေးခြင်းအဖြစ်မော်တာကိုပဲလဲညာလဲလဲအောင်လုပ်လို့ရမှာဖြစ်ပါတယ်။ velocity ဒီအနေထားမှာတော့မော်တာကိုပဲလဲညာလဲတက်ဆင်ပြလို့မရပါဘူး။အဲတော့ဆိုဒီကောင်ဝဲ Wi-Fi HP ရှိတဲ့ဒီဂျီမော်တာလေးကို wiring ဘယ်လိုဆက်သွယ်ထားလဲဆိုတာကိုလေ့လာကြည့်တာဖြစ်ပါတယ်။ ဲ့တော့ကျွန်တော်လေ့လာလို့ပြီးသွားပြီဖြစ်ပါတယ်အဲ့တော့ဒီဝိုင်ယာကျိုးလေးတွေကိုသူရဲ့မူလအတိုင်းပြန်ပြီးတော့တပ်ဆင်ပေးလိုက်မှာဖြစ်ပါတယ်။ဒီမှာဟိုဒီဒီ capacitor နဲ့ starting ကျိုးကိုပြန်ပြီးတော့ဆက်ပေးမှာဖြစ်ပါတယ်။ပြီးဒီဝိုင်ယာအဖုံးလေးတွေကိုပြန်ပြီးတော့တပ်ဆင်ပေးလိုက်မှာဖြစ်ပါတယ်။သူရဲ့ဝိုင်ယာကျိုးအဆက်လေးတွေကိုစနစ်တကျပြန်ပြီးတော့ ဆက်ပြလာပြီဖြစ်ပါတယ်ဒီဒီမှာအကျိုးလေးကိုရှုပ်နေအောင်ဒီမှာထုံထားပြလာဖြစ်ပါတယ်ဒီတော့အဖုံးလေးပြန်ပြီးတော့တက်ဆင်ပြလာဖြစ်ပါတယ်ပြီးတော့မော်တာလဲမလဲမီဂျိုလေးထိုးဆန်းခြင်းမှာဖြစ်ပါတယ်မော်တာတော့လဲပါတယ် တန်ဟာလုံးညာလေတော့တွေ့ရပါတယ်။ဒါဆိုရင်ကျွန်တော်ဒီနေ့မော်တာလေး single phase wifi hp မော်တာလေးရဲ့ wiring connection ကိုလေ့လာကြည့်တာပြီးသွားပြီဖြစ်ပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။ဒါကြောင့်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့။